မင်္ဂလာပါရှင်ဒီကနေ့နောက်ဆုံးရထိတ်တန်းသတင်းများကိုတင်ဆက်ပေးပါမယ်အာဆီယံကမြန်မာပြည်သူတွေပေါ်ထပ်မံတာဝန်ပြက်ကွက်ကြာရှုံးခဲ့တယ်လို့ SACM ထုတ်ပြန်တဲ့အကြောင်းတင်ဆက်ပေးပါမယ်အာဆီယံကမြန်မာပြည်သူတွေပေါ်ထပ်မံတာဝန်ပြက်ကွက်ကြာရှုံးခဲ့တယ်လို့မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ SACM ကမနေ့ကထုတ်ပြန်လိုက်ပါတယ်လက်ရှိအလေကျဥက္ကဋ္ဌနိုင်ငံမလေးရှားကောလလန်ပူမြို့မှာကျင်းပခဲ့တဲ့အာဆီယံထိပ်သီးညီလာခံပြီး SACM ကသဘောထားညီညာချက်ထုတ်ပြန်ရမှာအာဆီယံကမြန်မာနဲ့ပတ်သက်လို့စိတ်ပြတ် ွဲထက်မှန်ကြာရှုံးခဲ့တယ်လို့ဖော်ပြပါရယ်ဒီအာဆီယံဖွဲ့ကြီးရဲ့မလို့အပ်တဲ့မြန်မာအရေးဘုံသဘောတူညီဆန္ဒ၅ရက်ကိုရှေ့ဆက်မလုံနိုင်ခြင်းကရှားစုနှစ်ဝက်အတွင်းအကြီးမားဆုံးဒေသတွင်အကြက်တွဲကိုကင်တရာမှာအဖြစ်အရေးတကြီးဂတိကဝန်နဲ့တီထွင်ဖန်တီးနိုင်စွာကင်းမဲ့နေရာကိုပြတာနေရလို့ SACM အဖွဲ့ဝင်မာရူကီဒါရုစမန်ကပြောပါတယ် အာဆီယံကောင်ဆောင်တွေရဲ့မြန်မာရေတီးတန့်ထုတ်ပြန်ချက်မှာ2021အပြီမှာချမှတ်ခဲ့တဲ့ပုံသဘောတူညီဆန္ဒ၅ရပ်ကိုဆက်လက်ကင်ဆွဲကြောင်းစစ်ကောင်စီပါဝင်သက်ဆိုင်ရာလက်နက်ကိုင်ဖွဲ့တွေရဲ့အပြည့်ရဲ့ညင်ညာချက်တွေကိုကြိုဆိုကြောင်းဖော်ပြပါရယ်ဒါပေမဲ့အာဆီယံကောင်ဆောင်တွေမတွေ့ဆုံမီတရက်လို့အာဆီယံနိုင်ငံချိုင်းဝင်ကြီးတွေရဲ့အစည်းအဝေးကျင်းပတဲ့မေလ25ရက်မှာစစ်ကောင်စီကပဲခူးတိုင်းကြောင်ကြီးမြို့နယ်မင်္ဂလာဆောင်တစ်ခုကိုလေကြောင်းကနေပုံကျဲတက်ခိုင်ရာသူတို့သမီးနဲ့ကလေးငယ်၂ဦးအပါအဝင်အနည်းဆုံး၁၀ဦးတိစုံခဲ့တယ်လို့ဆိုပါရယ်ဒီဖြစ်စဉ်မတိုင်မီကလည်းစ စ်ကောင်စီကစကိုင်းတိုင်းတပင်းရင်းမြို့နယ်ရှိစာတင်ကျောင်းကိုလေကျောင်းကနေပုံကျင်းတိုက်ခိုက်ရာကျောင်းသားကျောင်းသူကလေးငယ်22ဦးနဲ့ဆရာမ9ဦးစုစုပေါင်း24ဦးသေဆုံးခဲ့ပြီးအရသာပြည်သူ105ဦးဒဏ်ရာရရှိခဲ့ပါတယ်။အာဆီယံကောင်ဆောင်တွေကစစ်ကောင်စီရဲ့အရသာပြည်သူတွေပေါ်ကြေပြန့်ပြီးစနေတကြားရက်ဆက်ကြမ်းကြုတ်မှုတွေနဲ့တော်လိုင်းတက်တွေရဲ့ခုခံရေးကြိုးပမ်းမှုတွေကြားမှာမလျော်ကန်တဲ့ဗတ်မြကိုဆက်လက်တည်တက်နေစေတယ်လို့ SACM ကသုံးသပ်ပါတယ်။ SACM အဖွဲ့ကကုလသမဂ္ဂအရာရှိဟောင်းတွေကြမ်းကျင်သူတွေနဲ့ဖွဲ့စည်းထားပြီးမြန်မာနိုင်ငံမှာအာဏာသိမ်းပြီးနောက်ပိုင်းစစ်တပ်ရဲ့ရက်စက်ကြမ်းကြုတ်မှုကျူးလွန်မှုတွေကိုမှတ်တမ်းတင်ထုတ်ဖော်ပြောကြားပြီးနေတဲ့အဖွဲ့ဖြစ်ပါတယ်။အခုသတင်းပတ်တွင်ကျင်းပပြီးစီးတဲ့46တိမ်မြောင်အာဆီယံထိပ်သီးညီလာခံနဲ့ပတ်သက်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးဌာနကတော့အာဆီယံခေါင်းဆောင်တွေရဲ့မြန်မာရေးတီးတန့်ကြေညာချက်ကိုကျူးဆိုထားပြီးနေဦးတော်လန်ရေးအန်တီမရှိမန်းချက်ပန်းတိုင်တွေကိုအပြည့်အဝသဘောတူတာဝန်ယူတာဝန်ခံနိုင်တဲ့ဖေးဖွဲ့စည်းနဲ့မဆိုရှင် ကြည်မှုတိဆောက်ဖို့အသင့်ရှိတယ်လို့ကြေညာခဲ့ပါတယ်။မြောက်ရီနယ်စပ်ရှိစစ်ကောင်စီရဲ့ဘီယန်နောက်တပ်စကန်တော်လိုင်းပူပေါင်းတပ်ထမှန်တိမ့်ပိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။မြောက်ရီမျိုးဆောင်တပ်ကလက်နက်ကြီးနဲ့တညလုံးပစ်ကူပြီးတယ်လို့သိရပါတယ်။ကရင်မျိုးသားစီယုံကရင်မျိုးတပ်မှ၆နေမြေမြောက်ရီမျိုးနယ်ရှိစစ်ကောင်စီရဲ့နယ်စပ် တက်စကန်တစ်ခုဖြစ်တဲ့ဘရင်နောင်တက်စကန်ကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကမေလ30ရက်မနေ့ပိုင်းမှာသိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU သတင်းရင်းမြစ်ကအတည်ပြုပါရယ်အခုသိမ်းပိုက်လိုက်တဲ့တက်စကန်ကနေဇက်ရှိဖြူဝမြောင်စကန်တစ်ခုဖြစ်ပြီးစစ်ကောင်စီတပ်သားများထွက်ပြေးသွားတယ်လို့ဆိုပါရယ် ဘရင်နောင်ကထိုင်းဖက်ချန်တဲ့ဝေါ်လီကြမှာပေါ့အဲ့ဒီကွင်မှာပဲသူကစကန်ကြီးတော့ပဲဟုတ်မလဲစကန်ကြီးကဝေါ်လီလူနဲ့ကနဲလီလူပေါ့ရှေတန်းကာကဲစကန်ပေါ့လို့ KNU သတင်းရင်းမြစ်ကပြောပါတယ်အဆိုပါတက်စကန်မှာစစ်ကောင်စီတပ်သားတွေကထိုင်းနိုင်ငံဘက်နဲ့ညှိနှိုင်းပြီးဝင်ရောက်သွားတယ်လို့ဆိုပါတယ်အဆိုပါတက်စကန်သိမ့်ပိုင်မှုနဲ့နေဆက်ရှိတက်စကန်များတိုက်ခိုက်သိမ့်ပိုင်ခံနေရတာကြောင့်မြောက်ရီမျိုးဆောင်တပ်ဖြစ်တဲ့ကာလာယာ295တရင်ကလက်နက်ကြီးတွေနဲ့တော်လိုင်းတပ်တွေရှိရာကိုမနီကညာကတညာလုံးပစ်ကူပေးခဲ့ကြောင်းမြောက်ရီမျိုးကန်တွေကပြော ောပါတယ်တညာလုံးပြစ်နေတာငလင်လောက်တာလားဆိုပြီးလန့်ပြီးမှလက်နက်ကြီးတွေပြစ်နေတာလို့မြားရီမျိုးကန်တအုပ်ကပြောပါတယ်မြန်မာထိုင်းနဲ့ဆက်မတိုက်ပွဲများပြင်းထန်ပြီးရင်နောက်ဒေသခံပြည်သူ900ကျော်မှထိုင်းနိုင်ငံဘက်ကိုထွက်ပြေးတိမ်းရှောင်လာကြောင်းထိုင်းဒေသတွင်သတင်းဌာနတချို့ကဖော်ပြပါတယ်နေဆက်မအမြင့်ပေပင်လေကြီးမျက်နှာပြင်အထက်ပြီး4160-1268မီတာကျော်မှတရှိတဲ့ဆိုပါစကန်မှာစစ်တပ်ခိုင်မာစကန်ဖြစ်ပြီးစတင်အခြေချပြီးနောက်ပိုင်းကရင်တော်လိုင်းတပ်ဖွဲ့များကအကြိမ်ကြိမ်တိုက်ခိုက်ခဲ့ဘူးတော့လည်းမသိမ်းပိုင်နိုင်ခဲ့ဘူးပါဘူး အခုတစ်ချိန်မှာတော့ KNL KNDO နဲ့ပူးပေါင်းတပ်တွေကထိုးစစ်ဆင်သိမ်းပိုင်နိုင်ခဲ့ခြင်းဖြစ်ကြောင်းထိုင်းဒေသတွင်သတင်းဌာနဖြစ်တဲ့ AEC ကဖော်ပြပါရယ်မေလ30ရက်မှာစစ်ပီးရှောင်ပြည်သူ933ကထိုင်းနိုင်ငံဘက်ချမ်းရှိနေရာ3နေရာကိုရှာယီတိမ်းရှောင်နေရာကြောင်းဖော်ပြပါရယ် အခုမေလနောက်ဆုံးပတ်တွင်စစ်ကောင်စီတပ်အနေနဲ့တပ်မဟာချောင်းနေမြေတွင်အရေးပါတဲ့တပ်စခန်းများတာရှုံးခဲ့ရတဲ့အချိန်ဒီမှာလက်ကျန်စခန်းတွေကအလွယ်တကူဆုတ်ခွာသွားတဲ့သဘောဖြစ်တယ်လို့သုံးသပ်ပါတယ်။ KNU ဦးဆောင်တဲ့တော်လိုင်းဖူပေါင်းတပ်ကမေလ23ရက်ကတပ်မဟာချောင်းနေမြေရှိပလဲတူစတက်စခန်းနဲ့မေလ28ရက်မှာကလင်းလီတပ်စခန်းကိုတိုက်ခိုက်သိမ်းပိုက်ခင်ရစစ်ကောင်စီထံမှလက်နက်ခဲယမ်းများစွာသိမ်းပိုက်ရရှိခဲ့ပါတယ်။ဒါအပြင်ဆိုပါတပ်စခန်းများမှာစစ်ကောင်စီတပ်ဖွဲ့ဝင်များစွာထိုင်းနိုင်ငံဘက်ကိုထွက်ပြေးသွားခဲ့ပါတယ်။ဒီလိုထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင် င်ကိုလည်းထိုင်းရဲ့အကူအညီနဲ့မြောက်ရီမျိုးချီဆိုင်စစ်ကောင်စီလက်ကျန်တပ်စခန်းခလာယာ295တိုင်ရင်ကိုပို့ဆောင်စုစည်းထားတယ်လို့တတင်းအရင်းမြစ်တချို့ကပြောထားပြီးအင်အားရာချီရှိတယ်လို့ဆိုပါတယ် KNU ပူပေါင်းတပ်နေနဲ့မြန်မာတိုင်းနယ်ဆက်ရှိစစ်ကောင်စီလက်ကျန်တပ်စခန်းများကိုဆက်လက်ရှင်းလင်းသွားမှာဖြစ်ပြီးအခုမေလကုန်နေဇွန်လပထမပတ်တွင်စစ်ရေးထူးခြားမှုတွေဆက်ရှိနေမယ်လို့ KNU တတင်းအရင်းမြစ်တွေကဆိုပါတယ် ဆက်လက်ပြီးစစ်သားစုဆောင်ခံရတဲ့လူငယ်နှုတ်ကစစ်ကောင်စီကိုပြန်တော်လှန်ဖို့လက်နက်ယူလာပြီး PDF ထံအလင်းဝင်နေကြောင်းတင်ဆက်ပေးပါမယ်။စစ်ကောင်စီတကအတမစစ်သားစုဆောင်ခဲ့တဲ့စစ်မှုထမ်းတသားတင်နှုတ်လက်နက်ခရင်ယူလာပြီးပြည်သူ့ကာကွယ်တပ်မတော် PDF ယူဟာ33ဒေါနာတရင်ထံအလင်းဝင်လာကြောင်းဒေါနာတရင်ကသတင်းထုတ်ပြန်ပါတယ်။ရေမြို့နယ်အခြေဆိုင်ခမာရ988မှာတာဝန်ထမ်းဆောင်နေတဲ့တပ်သားရန်လင်းထွန်းနဲ့တပ်သားနေသူအောင်တို့ကစစ်ကောင်စီရဲ့အတမစစ်သားစုဆောင်မှုခံခဲ့ရသူတွေဖြစ်ပြီးတံပြူစရမ်းမြို့နယ်ဝဲကလေးအခြေဆိုင်အမှတ်လေး တက်မတော်တက်မြင့်လေးချင်းဤကြောင့်တက္ကကလီအပတ်စဉ်ချောင်းမှာတနန်းစင်တက်သားတွေဖြစ်တယ်လို့အသိပေးထားပါတယ်အလင်းဝင်လာသူတက်သားနှစ်ဦးကလက်နက်တစ်လက်နဲ့ကြီးချို့ယူဆောင်လာရပြူဟာ33ဆစ်စင်ရီမူရဲဘော်စောသားကိုကစွန့်ဝေပေးရခဲ့တယ်လို့မှတ်တမ်းထပ်ပုံမှာတွေ့ရပါတယ်ခမာရ958တိုင်းရင်မှာတက်သားရှန်လင်းထွန်းက10ရန်းချောင်း အောင်လူငယ်တအုပ်ဖြစ်ပြီးညဘက်အပြင်သွားနေစဉ်အတင်းအဓမ္မတပ်သားအသင်းအပြင်စူဆောင်းခံကြရကြောင်းတပ်သားနေသူအောင်ကမွေးရစာတီမှာတက္ကစီဆွဲခီးတဲ့ပို့ဆောင်နေစဉ်အတင်းအဓမ္မစူဆောင်းခံရသူဖြစ်ကြောင်းဒေါနာတရင်ကထုတ်ပြန်ပါတယ်တပ်သားနှုတ်ရဲ့ထွက်ဆိုချက်ကိုလည်းဒေါနာတရင်ကထုတ်ပြန်ခဲ့ပြီးစစ်ကောင်စီရဲ့အာဏာရှင်စနစ်ကိုမကြိုက်လို့အလင်းဝင်လာခြင်းဖြစ်ပြီးစစ်ကောင်စီနီးမျိုးစုံနဲ့စစ်သားစူဆောင်းနေတဲ့ပြည်သူစစ်မှုထမ်းဦးတရင်90ကထွက်ပြေးခြင်းကြတယ်လို့ဆိုပါတယ်စစ်တပ်အတွင်ထိန်းချုပ်မှုတွေလွန်ခဲ့ပြီးအပြစ်ပေးစနစ်ကိုပို့ပြီးတင်းကျပ်လာကြောင်းတပ်တွင်း င်းလုံခြုံမှုနည်းလာပြီးထွက်ပြေးသူများလာလို့အရာရှိတွေကချိန်ချောက်ပြောဆိုမှုတွေရှိနေကြောင်းအလင်းဝင်လာသူနောက်ဦးကပြောပါတယ်။ တအားဖြင့်စစ်ကောင်စီတပ်ကိုပြန်တော်လှန်သွားမယ်လို့အလင်းဝင်လာသူနှစ်ဦးကပြောကြားကြောင်းလဲဒေါနာတယင်ကဖော်ပြပါရယ်ဒေါနာတယင်ကိုအလင်းဝင်လာသူစုစုပေါင်း60ကျော်ရှိပြီး၎င်းနဲ့20ကျော်ကစစ်ကောင်စီတပ်ကိုပြန်လဲတော်လှန်တိုက်ခိုက်နေကြောင်းရဲဘော်စောတာကိုကပြောပါရယ်ဒါကြောင့်ကြံနေတဲ့စစ်ကောင်စီတပ်သားများပြည်သူဘက်ကိုရက်တည်ရန်လိုအပ်ကြောင်း၎င်းကတိုက်တွန်းပါရယ်နောက်ထပ်တစ်ပုတ်အနည်းငယ်ချင်းညီနောက်ကချင်းလန်းကောင်စီနဲ့ပူးပေါင်းရန်လိုလားတဲ့အကြောင်းတင်ဆက်ပေးပါမယ်ချင်းလန်းနဲ့ကင်6ဖွဲ့နဲ့ဖွဲ့စည်းထားတဲ့ချင်းညီနောက်ဖွဲ့ကချင်းမျိုးသားတအုပ် CNF CNN ဦးဆောင်တဲ့ချင်းလန်း ကောင်စီနဲ့ပူးပေါင်းဖို့လိုလားဆန္ဒရှိကြောင်းချင်းညီနောင်ပြောခွင့်ရဆလိုင်းရောမန်ကပြောပါတယ်ချင်းပြည်တော်လိုင်းမှာချင်းညီနောင်နဲ့ကျန်းလန်းကောင်စီတို့ကွဲနေတယ်လို့ဝေဖန်ထောက်ပြမှုတွေပေါ့ချင်းညီနောင်ကလက်ခံပြီးချင်းလန်းကောင်စီနဲ့ပူးပေါင်းဖို့လိုလားကြောင်းဆလိုင်းရောမန်ကပြောပါတယ်ဟုတ်ကဲ့ချင်းလန်းကောင်စီနဲ့ပူးပေါင်းဖို့လိုလားပါတယ်ဆန္ဒလည်းရှိပါတယ်ပြည်ထနာတွေပြည်လဲဖို့အတွက်လည်းစူးစမ်းဆောင်ရွက်တာဆွေးနွေးညှိနှိုင်းတာတွေရှိပါတယ်လို့ဆိုပါတယ် ချင်းညီနောင်ဖွဲ့နဲ့ချင်းလန်းကောင်စီတို့ကြားပူးပေါင်းဖို့ခတ်ခဲတဲ့အခြေအနေမဟုတ်ကြောင်းနဲ့တော်လိုင်းနှစ်ဖွဲ့ကိုတစ်ဖွဲ့တည်းဖြစ်စေဖို့ပူးပေါင်းရမှာအပြန်အလှန်ရှုံချမှုကိုအရင်ဆုံးတည်ဆောက်ဝမ်းမယ်လို့ချင်းညီနောင်ပြောခွင့်ရဆလိုင်းရောမန်ကဆက်လက်ပြောပါရယ်ကျွန်တော်တို့ပြန်လည်ပေါင်းစည်းဖို့ဆိုတာကဘာမှမခက်ဘူးလွယ်လွယ်လေးပဲတခဏလေးအတွင်းမှာပြန်လည်ပေါင်းစည်းသွားနိုင်တယ်ကျွန်တော်တို့ဖွဲ့ရီပေါင်းစည်းဖို့ကရှုံချမှုတည်ဆောက်ဖို့လို့လေကျွန်တော်တို့မယုံရင်ပေါင်းလို့မရဘူးတန်တရားတွေရှိနေတယ်ကိုရောသူရောအစီအစဉ်တွေအများကြီးနဲ့ဝက်ဖွဲ့တွေအများကြီးရှိနေလူကြားကောင်းအောင်မျက်နှာချင်းဆိုင်တွေ့ကြတာပဲရှိမယ်ဘယ်တော့မှပူးပေါင်းဖြစ်မှာ ောင်မဟုတ်ဘူးယုံကြည်မှုတိဆောက်တယ်ဆိုတာလွယ်လွယ်လေးပဲပြောရင်ပြောတဲ့အတိုင်းလိုက်လုပ်ရုံဂရိတီလိုက်ရုံကျွန်တော်တို့ဒီလိုလုပ်ပါမယ်ဆိုရင်ပြောတဲ့အတိုင်းလုပ်ကျွန်တော်တို့ဒီလိုမလုပ်ဘူးဆိုရင်ပြောရင်မလုံနဲ့ဒါဆိုရင်ယုံကြည်မှုရပြီဆိုရင်ကျွန်တော်တို့ပေါင်းလို့ရပြီအခုဒီ၃နှစ်၄နှစ်၅နှစ်အတွင်းဝင်တော့မှာပေါ့နော်ယုံကြည်လို့ရတဲ့အဖွဲ့တွေမဟုတ်ဘူးလုံးဝမယုံကြည်ရတဲ့လူကိုအချိန်ချင်းခါခါလဲသူတို့ကိုယ်တိုင်ကတက်တည်ပြပြီးပြီးကျွန်တော်တို့ကိုယ်တိုင်နဲ့ဖြတ်တန်းခဲ့ရတဲ့ခံစားရတဲ့အတွက်ကြောင့်ကျွန်တော်တို့ပူပေါင်းလို့မရသေးတာပေါ့လို့ပြောပါတယ် ဒေါ်လာရင်းလုံနေခြင်းကကုမ္ပဏီတစ်ခုကိုစီးပွားရေးတစ်ခုကိုပူးပေါင်းလုပ်ကြနေတယ်လို့မျိုးမဟုတ်ပဲပြန်မရနိုင်တော့တဲ့ထောင်ပေါင်းများစွာသောလူအသက်များကိုရှင်နီပြီးလောက်ကင်နေရတဲ့အတွက်ယုံကြည်မှုမရှိရင်ပူးပေါင်းရမှာမဟုတ်ကြောင်းဆလိုင်းယောမန်ကဆိုပါတယ်ချင်းလန်းကောင်စီရဲ့အဓိကဒေါ်လာရင်းဖွဲ့တစ်ခုဖြစ်တဲ့ချင်းမျိုးသားတအုပ် CNF CNN ကိုချင်းညီနောင်ဖွဲ့နဲ့ပေါင်းစည်းရေးအပေါ်သတင်းဌာနကမေးမြန်းချက်တွေ CNF CNN ပြောခွင့်ရဆလိုင်းထန်နီကချင်းပြည်နယ်အတွင်းစစ်ကောင်စီကင်းစင်ရေးကိုအဓိကဦးတည်ထားကြောင်းပြန်လည်တုံ့ပြန်ပါတယ်ဒါပေမဲ့ချင်းညီနောင်ဖွဲ့နဲ့တွေ့ဆုံဆွေးနွေးမှုတွေရှိနေပြီး းလက်တလုံးမှာတိုးတက်မှုအခြေအနေကိုအသေးစိတ်မသိရသေးကြောင်း CNF CNN ပြောခွင့်ရစလိုက်ထက်နီးကဆိုပါတယ်။ဂျာခန့်ဖွဲ့စည်းတစ်ခုနဲ့ချိန်ဆက်ပြီးတော့တွေးဆောင်ကြတာရှိတယ်။ချင်းညီအောင်ဆိုတဲ့ဖွဲ့နယ်လေကျွန်တော်တို့နှစ်ကြိမ်လားအဲ့ဒီလိုတော့တွေ့တယ်ပေါ့နော်။လုပ်ငန်းစဉ်တိုးတက်မှုတော့ကျွန်တော်အသေးစိတ်တော့မသိဘူး။ဒီလိုတွေးဆောင်တော့လမ်းကြောင်းကနေတော့နှစ်ဖက်လုပ်ငန်းစဉ်ကတော့ရှိတာပေါ့နော်လို့ပြောပါတယ်။ချင်းညီအောင်နဲ့ချင်းလန်းကောင်စီတို့ကွဲနီးကြလို့ချင်းပြည်ဒေါ်လာရီအတွက်စိတ်မကောင်းဖြစ်ရပြီးအများဆုံးပြန်လဲပေါင်းစည်းဖို့လည်းမျှော်လင့်နေကြောင်းချင်းပြည်သူတအုပ်ကပြောကြားခဲ့တယ်လို့သတင်းမှာဖော်ပြပါရှိပါတယ်ရှင်။ Oh,